်မင်္ဂလာပါရှင် ကျွန်မကတော့ချီချိုဆက်မဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ CRPH ရဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီးကန့်ကွက်ကြောင်းဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီဒဝဲခိုင်ကဂျွန်လ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုက2021ခုနှစ်ဖေဖော်ဝါရီလတရနေ့က ဆရာနာသိမှုကိုအကြမ်းမဖက်တဲ့နိုင်ငံရေးအန်တူမှုနီလာနဲ့ဆန့်ကျင်တဲ့အာဏာဖီဆိုင်ရေးလှုပ်ရှားမှုတရက်ဖြစ်ပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့နိုင်ငံဝန်ထမ်းတဦးစီကိုကြိုဆိုခုံယူကြောင်း DDMSC ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဥပဒေပြဋ္ဌာန်းချက်အရ CDM လှုပ်ရှားမှုမှာနိုင်ငံဝန်ထမ်းမဖြစ်မနေပါဝင်ရမယ့်အာဏာသုံးဖိအားပေးတဲ့သဘောတည်ရောက်နေတဲ့အပြင် CDM လှုပ်ရှားမှုရဲ့အနှစ်သာရအခြေခံသဘောတရားစံတမိုးတွေနဲ့လည်းကွဲလွဲနေတယ်လို့ DTMS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူတယောက်ရဲ့အာဏာဖိစံတယ်ဆိုတာက မွေးရပါအခွင့်အရေးဖြစ်ပြီးအာဏာမဖိစံလို့ဖမ်းဆီးအရေးယူရတာဟာတရားမျှတမှုမရှိတဲ့ဥပဒေဖြစ်တယ်လို့ DTMS မှာတာဝန်ရှိသူတယောက်ကပြောပါတယ်။ဥပဒေပါပြဋ္ဌာန်းချက်တွေဟာဒီမိုကရေစီစံနှုန်းတွေနဲ့သွေဖယ်နေပြီး CDM လှုပ်ရှားမှုမှာမပါဝင်နိုင်တဲ့ဝန်ထမ်းတွေကို မတရားဖမ်းဆီးအပြစ်ပေးမှုတွေ ကျူးလွန်လာမှာကိုလည်းဆိုရင်ကြောင်းဖော်ပြထားပါသေးတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမြင့်အငင်းပွားနေတဲ့ရှမ်းပြည်တွတ်တက်ရေးပါတီ SSPP နဲ့ကိုကန်တက် MNDAA တို့ဂျူလ18ရက်မနေ့ပိုင်းကစပြီးဆွေးနွေးနေကြတယ်လို့ SSPP ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါရတယ်။ SSPP နဲ့ MNDAA တို့ဟာလာရှမ်းမြို့နယ်အနှံ့ပေါင်းကြီးကတပ်လွင်တရုတ်ရွာမှာဆွေးနွေးနေတာဖြစ်ပြီး SSPP ဘက်ကဒုတိယစစ်ဦးစီးချုပ်ဖြစ်သလိုအခွန်ဌာနကဌာနမှုကလည်းသူကိုယ်တိုင်တက်ရောက်ပြီး MNDA ဘက်ကလည်းစစ်ဦးစီးချုပ်တွေနေမြင့်မှုတွေတက်ရောက်နေပြီးညနေပိုင်းအထိအပြေမထွက်သေးပဲဆွေးနွေးနေဆဲဖြစ်တယ်လို့ SSPP ရဲ့စစ်ရေးသတင်းရင်းမြစ်က TVB ကိုပြောပါတယ်အဲ့ဒီအစည်းအဝေးကို SSPP ဘက်ကကားအစီးရ50လောက်နဲ့လာရောက်ကြပြီး MNDA ဘက်ကလည်းအများပြားလာရောက်ကြတယ်လို့ ် MNDAA သတင်းရင်းမြစ်ကလည်း DPP ကို အတည်ပြုပါတယ်ဘာတွေဆွေးနွေးရဆိုတာကိုတော့ပြောပြလို့မရသေးသလိုအထက်ကကတော့နေပြည်ပိုင်းခြားရေးကိစ္စတွေကိုပဲဥတီဆွေးနွေးဖြစ်တာ အခုထိတော့မပြီးသေးဘူးလို့ပြောပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးတီပေါ်မြို့နယ်တွေမှာ SSPP နဲ့ MNDA တပ်တွေဟာပြီးခဲ့တဲ့လကစပြီးနေပြည်အငင်းပွားမှုတွေကြောင့်ပြစ်ခတ်မှုတွေဖြစ်လို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို UWSA ဌာနချုပ် ပန်ဆိုင်မှာလုတ်ခဲ့ကြပေမဲ့အဆင်မပြေခဲ့ကြဘူးလို့သိရပါတယ်ရှင်။အာနာသိန်၄နှစ်ကျော်ကာလအတွင်းမှာတည်င်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီး90ကျော်ကထောင်နဲ့ချမှတ်ခံထားရဆဲဖြစ်ပါတယ်။အဲ့ဒီအထဲသတင်းမီဒီယာနဲ့မဆိုင်ပဲပြစ်မှုပြစ်ဒဏ်ကြီးတွေနဲ့ထောင်နဲ့နှစ်ရှည်ချမှတ်ခံထားရသူတွေလည်းပါဝင်နေပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဝေယ။ဒါနဲ့လေ။ဝေယ။ဒါနဲ့လေ။ဝေစပေါ့။စီရီယာ။ဝေစပေါ့။ ာနာသိန်းလေးလစ်တာကာလမှာတရင်သမား221ယောက်ဖမ်းဆီးခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာသူ180ရှိကလက်ရှိ2025ခုနှစ်ဖေဖော်ဝါရီလအထိဖမ်းဆီးထိန်းသိမ်းခံရရစေတရင်နဲ့စာနေစင်းသမား51ယောက်ကြန့်ရှိနေစေဖြစ်တယ်လို့ ICNL International Center for Not for Profit Lawing မြန်မာနိုင်ငံရှိ journalist များဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာအကဲဖြတ်သူတေသနာစာရမ်းမှာဖော်ပြထားပါတယ် စစ်ကောင်စီကမီဒီယာသမားတွေနဲ့မသက်ဆိုင်တဲ့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေလိုမျိုးပုံမှန်တွေနဲ့လည်းဆွဲချက်တင်ခံရတာမျိုးတွေလည်းရှိနေပါတယ်။နောက်ဆုံးအနေနဲ့2025ခုနှစ်ဧပြီလထဲမှာမြေလက်အတန်သတင်းဌာနကသတင်းနောက်ကိုတန်ထိုင်မြင့်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်52ကကြီးနဲ့တရားစွဲတင်ပြီးစစ်ကောင်စီကထောင်ဒဏ်5နှစ်ချမှတ်ခဲ့ပါတယ်။အရင်ကတော့ကျွန်တော်တို့မီဒီယာကောင်စီလိုပါလို့တစ်ဆင့်ဖြည့်ရှင်းရတာပေါ့လေအခုကာလမှာတော့ဒီဟာတွေလည်းမရှိတဲ့ကာလဖြစ်နေတော့ဆက်ကဆက်က ခုခုဆိုရင်အဲ့ဒီတော့905ပါတော့ကိုတန်းတိုင်းမျိုးကိုဥမာပြပြောလို့ရှိရင် तू ကပထမ905နဲ့ကြာပြီးသား905ကိုဒုတိယဒုတိယတစ်ခေါက်ကြာတော့သူတို့ကထပ်ပြီးတော့ကိုမြင့်ကျင်လို့ပေါ့နော်ဒီ9တနစ်ကာကြီးဆိုပြီးကတ်တာပေါ့နောက်တခြားဟိုဟိုတရင်နောက်တွေကိုလည်းအလိုဖောက်ခွဲသုံးလို့ပါလို့လျှောက်တက်တာပေါ့လေဒီကရီကလုံးဝမဖြစ်သေးဘူးပေါ့နော်ဟိုဒီလိုလက်ထက်မှာကဘောပင်နဲ့ဒီဖုံးနဲ့ရှိတာလေတရင်ကြီးတာဘာမှလည်း လက်နဲ့ကင်ထားတဲ့ဟိုဘာလည်းမဟုတ်ဘူးမဟုတ်ဘဲနဲ့ကိုကျွန်တော်တို့အကြမ်းဖက်တွေအကြမ်းဖက်ဆိုတဲ့ဟိုလိုပုံမှန်တွေတွဲပြီးတော့ဖွင့်တာပါနော်လုံးဝကိုစစ်ကောင်စီတရင်စာသမားတွေကိုအညှိုးတကြီးနဲ့ကိုသူတို့လုံနေတဲ့အဲပုံစံမှားလို့ဟုတ်ကျွန်တော်အဲ့လိုမြင်ပါတယ်ဟုတ်အနာသိမ့်ပြီးနောက်တရင်နဲ့မီဒီယာသမားတွေကိုစစ်ကောင်စီကဆွဲချက်တင်အမှုဖွင့်ခဲ့ရမှာဆွဲချက်အလုံးရဲ့62ရာခိုင်နှုန်းကရာဇသက်ကြီးဥပဒေအပိုင်း905ကကြီး71ရာခိုင်နှုန်းကတော့ ရာဇသက်ကြီးဥပဒေတခြားသောပုံမှန်၅ခုနဲ့တရားဆွဲခဲ့ကောင်၂၀၀ခိုင်နှုန်းကတော့အစိုးရအပေါ်အကြီးညိုပြက်စီမှုပုံမှန်၁နှစ်လေးကာကြီးတခြား၂၀၀ခိုင်နှုန်းကပြည်သူများအားအထိတ်တလန့်ဖြစ်စေမှုငါငါခခွေအပြင်အထူးဥပဒေတွေနဲ့လည်းဆွဲချက်တင်ခံခဲ့ရတယ်လို့ ICNL ရဲ့ report မှာဖော်ပြထားပါတယ်။ပြည်ထန်ချမှတ်ခံရတဲ့တရင်နောက်23ရာခိုင်နှုန်းကပြင်းထန်တဲ့ထောင်နှံ10နှစ်ကနေ28နှစ်အထိချမှတ်ခံရတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ဟိုသတင်းစာလွတ်လပ်ခွင့်ဆိုတာမရှိဘူးလို့ပဲပြောရမှာပေါ့နော်ပုံမှန်ကျွန်တော်သတင်းလုတ်တင်ဆက်နေကြတဲ့သတင်းတော့တွေကိုအဲစစ်ကောင်စီရပေါ့နော်ပြင်မှတ်ထားဖမ်းဆီးတယ်ဘာကြောင့်ဖမ်းဆီးရလဲဆိုတော့လေသူတို့ကဟိုသတင်းသမားတွေကသတင်းတို့လုတ်တဲ့ခါမှာသတင်းတွေကသတင်းတွေကိုကျွန်တော်ကသတင်းတွေကိုအမှန်တိုင်းအမှန်တိုင်းတင်ဆက်ရတာကိုအမှန်တိုင်းတင်ဆက်တဲ့ခါတော့ခါတာအဲ့အရာတွေကိုသူတို့ကသူတို့ကိုတိုက်ခိုက်တယ်လို့စစ်ကောင်စီကထင်တယ်တကယ်တော့သတင်းသမားကသတင်းသမားရဲ့အလုပ်ကိုလုတ်နေတာပဲဆိုတော့အဲ့ဒါကိုအဲ သူတို့မကြိုက်ဘူးမကြိုက်တော့ပြစ်မှတ်ထားဖမ်းဆီးတာတွေနောက်ဟိုဝင်ရောက်စီးနေတတ်ဖြတ်တာတွေတော့လုတ်ခဲ့တာပေါ့နော်ဆိုတော့သူတင်းနေတွေကိုဖုံးထားခြင်းနဲ့စိတ်စိတ်လည်းရှိရှိကြတယ်ဟိုစစ်ကောင်စီကဟိုဒါတွေကိုကဘာလည်းတိပြီးတော့နိုင်ငံတကာလည်းတိပြီးတော့အဲတရေလွတ်လပ်ခွင့်အတွက်အာမခံနိုင်တဲ့အခြေအနေတစ်ခုဖြစ်အောင်လို့လှုပ်ဆောင်ပေးကြဖို့တော့တိုက်တွန်းပြောခြင်းတယ်ပေါ့နော်ဟုတ်မီဒီယာ69ခုကတင်းသမားတွေဖမ်းဆီးခံခဲ့ရပြီးမီဒီယာ88ခုကတင်းသမားတွေကထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCN ရဲ့ data တွေရကတော့ထိမ့်သိမ့်ခံရရစေသတင်းနဲ့စာနယ်ဇင်းမီဒီယာသမားတွေကအာဏာသိမ်းပြီးကတည်းကအခုနှစ်2025မေလအထိမှာအမျိုးသား33ယောက်အမျိုးသမီး9ယောက်နဲ့စုစုပေါင်းဖမ်းဆီးထိမ့်သိမ့်ခံရရစေ40ရှိနေပြီးတည်ဆုံးသူကတော့3ယောက်ရှိနေကြောင်းလည်းသိရပါဗျ။ကျမဦးဝေပါ။ ဒေါ်နယ်ထရမ့်မိသားစုလုပ်ငန်းဟာအမေရိကန်မှာမိုဘိုင်းဝန်ဆောင်မှုပေးဖို့အတွက်ထရမ့်မိုဘိုင်းအမည်နဲ့လိုင်စင်ယူလိုက်ပြီးဖြစ်ပါတယ်။သူ့ရဲ့မိုဘိုင်းဖုန်းကိုအမေရိကန်မှာဒီဇိုင်းဆွဲထုတ်လုပ်မှာဖြစ်ပြီး499ဒေါ်လာနဲ့ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာထရမ့်သမ္မတတက်တန်းအတွင်းသူ့နာမည်ကိုတုံးပြီးမိသားစုကလှုပ်ဆောင်တဲ့စီးပွားရေးလုပ်ငန်းတွေထဲကနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဝန်ဆောင်ခြင်းအတွက်ဒလာကို49.5ဒေါ်လာကျသင့်မှာဖြစ်ပြီးတော့ဒေါ်နယ်ထရမ့်က55ဆက်မြောက်သမရဖြစ်ခဲ့ပြီး58ဆက်မြောက်သမရအဖြစ်ပြန်လည်ထမ်းဆောင်နေတာကိုကိုစားပြုတာဖြစ်ပါတယ်အခုမိုဘိုင်းဝန်ဆောင်မှုကိုအမေရိကန်ကအထက်ဆက်သွယ်ရေးလုပ်ငန်းကြီး၃ခုနဲ့လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့မင်ဟတန်မှာရှိတဲ့ Trump Tower မှာသူ့ရဲ့အကြီးဆုံးသားဖြစ်သူ Donald Trump Jr. ကမိတ်ဆက်ခဲ့ပါတယ်။ပုံသေးလဆင်ကြီးနဲ့ တယ်လီမက်ဒီဆင်ဝန်ဆောင်မှုအရေးပေါ်ကားပြင်ဝန်ဆောင်မှုနိုင်ငံပေါင်းတရာကို message အကန့်အသတ်မရှိပို့နိုင်မှုဆိုတဲ့ဝန်ဆောင်မှုတွေပါဝင်မှာဖြစ်တယ်လို့ Trump Jr. ကပြောပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချေချိုဆမ်းမှဂျေဆုတင်ပါတယ်ရှင်။